္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းတစ်ပုတ်ကတော့နိုင်ငံတကာရေချောင်းပိုင်နက်ဖြစ်သောရှစ်တရုတ်ပင်လယ်အတွင်းပြန်တန်းနေတဲ့ဂျပန်လေယာဉ်အားတရုတ်နိုင်ငံဖိုက်တာဂျက်လေယာဉ်မှရေဒါဖြင့်ပွိုက်ထုတ်ခဲ့ကြောင်းဂျပန်နိုင်ငံဘက်ကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။နှစ်နိုင်ငံကြားတင်းမာမှုများမြင့်တက်နေတဲ့အချိန်မှာပဲယခုလိုရန်ဆောင်မှုပြုလုပ်ခဲ့တဲ့အတွက်ပဋိပက္ခဟာတစတစပိုလို့တိုးလာနေပါရရှင်။ဒုတိယသတင်းတစ်ပုတ်ကတော့ဟောင်ကောင်နိုင်ငံတွင်လူအများအပြားသိဆုံးခဲ့ရတဲ့ပြင်းထန်တဲ့မိလောင်မှုကြီးဖြစ်ပွားခဲ့ပေမဲ့လည်းရွှေကောက်ပွဲတွင်မဲပေးခဲ့ကြဆိုတဲ့သတင်းပဲဖြစ်ပါရ ်ရှင်ဒါအပြင်အစိုးရနဲ့နိုင်ငံရေးအပေါ်ပြည်သူလူထုဤစိတ်ကြစားချက်များကိုပြသနိုင်တာဖြစ်တဲ့အတွက်လူပနေအောင်မဲပေးခဲ့လဲဆိုတာအပေါ်လူအများကအဆောင်ကြီးလက်ရရှိနေကြပါရဲ့ရှင်တတိယသတင်းဘုတ်ကတော့ရုရှားနိုင်ငံတွင်မြစ်ဆိုင်တုံးများရှင်းလင်းတိုက်ခတ်ရေးစည်ရေးပူပေါင်းလေ့ကျင့်မှုအားတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကတတိယအကြိမ်ပြုလုပ်ခဲ့ကြရဲဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်နှစ်နိုင်ငံကြားစည်ရေးလေ့ကျင့်မှုများကိုပုံမှုခိုင်မာစေရန်ပြုလုပ်လျက်ရှိနေပါရဲ့ရှင်နောက်ထပ်သတင်းဘုတ်ကတော့အလက်စကာနိုင်ငံရှိယူကူတပီနယ်တွင်ခုနှစ်ဆင့်ရှိငင်းငလင်ကြီးလှုပ်ရှားခဲ့ရပြီးဂရိနိုင်ငံတွင်လည်း6.3အဆင့်ရှိငင်းငလင်ကြီးလှုပ် ုတ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ထိုမြင်ကလေးလှုပ်ခတ်ခဲ့သောဧရိယာများမှပျက်စီးဆုံးရှုံးမှုများကိုတော့ယခုထိမသိရှိရသေးပါဘူးရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အိန္ဒိယနိုင်ငံခိုအာတွင်မိလောက်ကျန်ခဲ့မှုကြောင့်လူ23ဦးအနည်းဆုံးသေဆုံးခဲ့ရကြောင်းပြည်နယ်ဝန်ကြီးချုပ်ကောင်းဆောင်ကပြောကြားလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်အာနာပိုင်များကတော့မိလောက်မှုအကြောင်းရင်းအားစစ်ဆေးရန်အတွက်စုံစမ်းမှုများပြုလုပ်နေပြီလို့ဆိုပါရရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်